အားလုံးခொနည်းသားမိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့ဒီနေ့မှာတော့မိတ်ဆွေတို့ကျွန်တော်အနေနဲ့ဝေမျှပေးမယ်ပြီးကမ်ဘီယာနဲ့ပတ်သက်တဲ့အကြောင်းအရာတော့ဆောင်းရံရှောင်းရံနေ့ရက်လေးတွေဖြစ်ပါတယ်ဆောင်းရံရှောင်းရံအဲ့တော့သတိမမူဘူးမမြင်ပါတော့အဲ့ဒီနေ့ရက်လေးတွေကိုသတိထားပြီးတော့မိမိတို့ရဲ့နေ့စဉ်ကိစ္စတွေမှာဆောင်းရွက်မယ်ဆိုရင်တော့ပို့ပြီးတော့မိတ်ဆွေတို့အနေနဲ့အကျိုးရှိမယ်အကျိုးဖြစ်ထွန်းလာမှာဖြစ်ပါတယ်အဲ့တော့အများသောအားဖြင့်ကြုံတွေ့တတ်တဲ့အဖြစ်အပျက်တွေပေါ့နော်ဥပမာအားဖြင့်ဟိုတနင်္လာနေ့မှာ ခྱི་ထွက်တဲ့ခྱི་သွားပြီဆိုရင်ခྱི་ကနှစ်ဆင့်ဖြစ်တာမျိုးတွေကြန့်ကြတာမျိုးတွေเนาะကြုံတွေ့တာမျိုးတွေเนาะဖြစ်တတ်ပါတယ်တနင်္လာနေ့ဆိုရင်ခྱི་ရှည်သွားတာမျိုးတွေဖြစ်တတ်တယ်เนาะတောက်ကြာကသူကနဝင်းဖြစ်နေတော့တနင်္လာနေ့မှာအင်္ဂါဝိဇ္ဇတိုင်ရဆိုရင်ခྱི་တွေနှစ်ဆင့်နေဖြစ်တတ်တယ်เนาะနောက်တစ်ခုကကျုံမသားစကားမတည်တဲ့ကျုံမသားစကားမတည်เนาะအဲ့တော့တနင်္လာနေ့တွေမှာတတာပရိနေ့မှာတောက်ကြာနေ့တွေမှာပြောတဲ့စကားတွေဟာ ပြတ်တာမျိုးတွေများပါတယ်เนาะအဲ့တော့အပြတ်များတဲ့နေ့တွေကိုပြောပြတာဖြစ်ပါတယ်နောက်တစ်ခုကတောက်ကြာရေချောင်းမသွားကောင်းတဲ့เนาะရေလန်းခီးတွေပါသွားမယ်ဆိုရင်တောက်ကြာနေ့တွေမှာရှောင်ရှားတင်ပါတယ်အဲ့တော့ဒီနေရာမှာထပ်ပြီးပြောကျင်တာကမိအနေနဲ့ဟိုနေ့ကကျွန်တော်ကိုဖုန်းဆက်ပြီးမေးတယ်ကျွန်တော်ရှိမှာအများရန်ဘေးရင်မေးနေကြဲ့တယ်ပဲပေါ့เนาะအဲရွှေတဲ့ပစ္စည်းဝယ်မယ်ဘယ်နေ့တွေမှာဝယ်တင်လဲအဲ့နေ့ကတောက်ကြာနေလားမသိဘူးเนาะ အဝယ်တင်လာကောင်းလားဆိုရင်အဲ့တော့ပစ္စည်းအဖိုးတန်ပစ္စည်းတွေဝယ်တဲ့အခါမှာအကောင်းဆုံးရက်တွေကတော့ကျွန်တော်တို့မြမလော့ဂင်ပညာမှာပေါ့နော်ရှေ့လူကြီးတွေအတုံးနှုံးတွေကလွမ်းပုံသာဝယ်ပါလေတော့လွမ်းပုံသာဝယ်ပါလေတဲ့နော်သူအဆူရတော့အဲ့လွမ်းပုံသာဝယ်ပါလေဆိုတာကလွမ်းဆိုတာပုံတဖူးနော်ပုံကကြတာပရိတာဆိုတော့တောက်ကြလွမ်းပုံသာဝယ်ပါလေပုံတဖူးနေကြတာပရိနေတောက်ကြနေတွေမှာမိမိရဲ့ ိုးတံပစ္စည်းတွေနော်ဝယ်တင်လဲဝယ်လို့ရတယ်ဝယ်ရင်လဲအကျိုးမြတ်ဖြစ်ထွန်းမယ်အဲ့ဒီပစ္စည်းကပို့ပြီးတော့တည်မြဲမယ်ပေါ့နော်တခြားနေ့တွေဝယ်လို့မရဘူးလားကြရတယ်တခြားနေ့တွေမှာလဲဝယ်လို့ရတယ်ဒီနေ့ဒီရက်ဒီမှာဝယ်ပို့ပြီးတော့အဆင်ပြေနိုင်တယ်ပို့ပြီးတော့အကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတဲ့အဆိုဖြစ်ပါတယ်နော်အဲ့တော့လွမ်းပုံတာဝယ်ပါလေအဲ့တော့ပညာသင်ကြားရမယ့်နေ့တွေတဲ့ဘယ်နေ့တွေလဲကျောင်းအပ်တာလို့စတင်ပြီးပညာသင်ကြားရတဲ့နေ့ကတော့ จาตาปรินนี่အကောင်းဆုံးဖြစ်ပါတယ်เนาะအဲ့တော့ရွှေရယ်ပစ္စည်းဝယ်မယ်ဆိုရင်ခုနဘုဒ္ဓဘူးจาตาပြီးတောက်ကြ3ရက်ထိရှိတဲ့ထဲမှာတောက်ကြနေဝယ်ရင်ပိုကောင်းပါတယ်เนาะအဲ့ထပ်မံပြီးတော့မြေလိုအရာမျိုးဝယ်မယ်ဆိုရင်เนาะဘုဒ္ဓဘူးနေ့ဟာအကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲ့နောက်တစ်ခုကမိမိတို့အနေနဲ့ပစ္စည်းဥစ္စာတွေဝယ်တဲ့အခါမှာမိမိရဲ့ပထမအဦးဆုံးလက်ဦးလက်ပြားဈေးဥပောက်ပတ်စံပထမအဦးဆုံးလက်ကထုတ်တဲ့ပတ်စံနဲ့အဲမီးချစ်လို့မီးသွေးလို့အပူတဲ့ပစ္စည်းတွေမဝယ်ရပါဘူး မိမိရဲ့ပထမအဦးဆုံးဈေးဥပောက်ပတ်စံပေါ့နော်ပထမအဦးဆုံးနေ့တစ်နေ့ရဝင်တဲ့ပတ်စံဒါမှမဟုတ်လကထုတ်တဲ့ပတ်စံလေးရမှာပထမအဦးဆုံးဝယ်တဲ့ပစ္စည်းတွေကမီးချစ်တို့မီးသွေးတို့မီးနဲ့ပတ်သက်တာတွေလောင်ကျွမ်းစေတဲ့နော်ပစ္စည်းတွေအနှိဋ္ဌသဘောဆောင်တဲ့ပျက်စီးတဲ့ပစ္စည်းတွေနောက်အနှိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့နေရာတွေမှာမတုံးနိုင်ပါဘူးအဲ့တော့လက်ဦးလက်ဖြားဝင်လာတဲ့ပတ်စံတွေဆိုရင်နော်လှူဖို့ဖယ်ထားလို့ရတယ်နော် ဖះနဲ့ပတ်သက်တဲ့ဖះပန်းဝယ်တာမျိုးတွေဖះအသုံးဆောင်ပစ္စည်းဝယ်တာမျိုးတွေမင်္ဂလာ ရှိတဲ့နေရာတွေမှာအသုံးပြုပေးမယ်ဆိုရင်အဲ့တော့အများရန်လက်ရွှင်နေတာမျိုးတွေကြုံတွေ့ရတပါတယ်เนาะဒါကတော်တော်များသတိမထားမိတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်ဥပမာပထမအဦးဆုံးဝင်လာတဲ့ပတ်စံနဲ့เนาะအလူတန်းအတွက်သုံးတာလေးနော်လက်ဦးလက်ဖြားလှူဖို့ထားရတယ်ဟလားမိဘဆရာသမားကိုကရော့တာမျိုးတွေယဟန်တကာတို့ကရော့တာမျိုးတွေလက်စွာဖျားရှင်အတွက်အလူတန်းကိစ္စတွေမှာ လူပွဲပစ္စည်းတွေမှာအသုံးပြုတာမျိုးတွေဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့အများသောအားဖြင့်ကတော့ဒီရှောင်ရမယ့်နေ့တွေဆိုရင် စနေနေ့တို့အင်္ဂါနေ့တို့ကိုရှောင်ရှားတင်ပါတယ်အဲ့တော့အရေးကြီးကိစ္စတွေစတင်မယ်အရေးကြီးတဲ့အလုပ်တွေလုပ်မယ်ဆိုရင်အင်္ဂလိပ်ရက်အနေနဲ့ဆိုရင်၄ရက်တို့၈ရက်တို့၃ရက်တို့၂၆ရက်တို့၄ခန်း၈ခန်းကြာတဲ့နေ့တွေမှာရှောင်ရှားတင်ပါလေ အများသောအားဖြင့်အဲ့ဒီနေ့တွေဟာပြဿနာတက်တယ်ပြဿနာဖြစ်တဲ့နေ့တွေအကြောင်းအရာမျိုးမျိုးကြောင့်အဲစိတ်ဝင်ကွဲရတာမျိုးတွေနော်အဲ့တော့ပျက်စီးမှုနဲ့အဆုံးသက်တာမျိုးတွေကြုံတွေ့ရတဲ့ရက်တွေဖြစ်ပါတယ်။ဘယ်ကိစ္စမဆိုပါတော့။အဲ့တော့၄ကနေ၈ကနေကြာတဲ့ရက်တွေရှောင်ရမယ်။ပြီးတဲ့အခါမှာအင်္ဂလိပ်ရက်၄ကနေ၈ကနေအပြင်အင်္ဂလိပ်ရက်ကလရခုနှစ်တကယ်ကိုအားလုံးပေါင်းလိုက်လို့၄ကနေ၈ကနေကြာရင်လည်းဒါရှောင်ရှားတဲ့နဲ့ရက်တွေဖြစ်ပါတယ်။ပစ္စည်းဝယ်မှာလားအရေးကြီးတဲ့ကိစ္စတွေလုပ်မှာလားနော်။အဲ့ဒါတွေကသတိပြုရှောင်ရှားရမှာဖြစ်ပါတယ်။ ီနေရာမှာအဲ့တော့၄ကနန်းသမား၈ကနန်းသမားတွေစသမဲနေမွေးတဲ့သူတွေအတွက်ကတော့အဲ့ဒီနေ့တွေမှာလောက်တာတော့ဒါကအဲတိတ်ပြီးတော့သူများတွေလောက်ပြဿနာမရှိပါဘူးเนาะမိမိကိုယ်တိုင်သူတို့ကိုယ်တိုင်က73ကနန်းသမားဖြစ်နေတယ်သူတို့ကိုယ်တိုင်က၈ကနန်းသမားဖြစ်နေတယ်ဆိုရင်တော့ဒါကတော့အဲ့ဒီနေ့တွေမှာလောက်ကင်ဆောင်ရွက်လို့ရတယ်ကျန်တဲ့အင်္ဂလိပ်မွေးရသမားတွေကတော့တုတ်လို့အဆင်ပြေမှာမဟုတ်ဘူးเนาะဒါအင်္ဂလိပ်မွေးရနေနေဆိုရင်အများစုရှောင်းတဲ့နံပါတ်ရှောင်းတဲ့ကနန်းက73 4เนาะ8 26เนาะအဲ့ဒီကနန်းတွေ ဟိုတတိပြူရှောင်ရှားခြင်းအဖြစ်မိတ်ဆွေတို့အနေနဲ့လောက်တာ၊ကင်တာတွေပြောတာဆိုတာတွေနော်ပို့ပြီးတော့အောင်မြင်လာမယ်ပို့ပြီးတော့ကောင်းလာမယ်ဒါကမြန်မာရက်နဲ့အင်္ဂလိပ်ရက်တွေကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ခုနရသားသိမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေကဆူဘေးစူအပေါင်းအားနေကင်းဝေးကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းလည်းပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဒီနေ့ကနေဆုတောင်းမြတ်တာပို့တာပေးပါတယ်အားလုံး ကျမ်းပါချမ်းသာကြပါစေဘေးပြာတွေဝေးကွာကြပါစေ။